ကျွန်မဒီနေ့စနွင်းကြောင်းနည်းနည်းပြောချင်ပါတယ်။နော်စနွင်းကမြန်မာပြည်မှာအများကြီးတည်းရှိတယ်။အိမ်တိုင်းမှာလည်းရှိတယ်။ကျွန်မတို့နေ့တိုင်းသုံးနေတာလည်းဖြစ်တယ်။နော်ဒါပေမဲ့လို့ဒီစနွင်းကဘလောက်ဆေးဘက်ဝင်လဲဆိုတာလူတွေကသိပြီးတော့သတိမထားမိကြဘူးပေါ့နော်။အဲ့တော့စနွင်းဆိုတာဘာလဲဆိုတော့ဒီစနွင်းဆိုတာသူကဟိုဂျင်းရဲ့အမျိုးအနွယ်ဖြစ်တယ်ပေါ့နော်။ဂျင်းအမျိုးအနွယ်ရာဂျင်း။အဲ့ဒီစနွင်းမှာ ဟိုအာနိသင်ရှိတဲ့ဓာတ်ကိုအင်္ဂလိပ်ဗမာလိုတော့မသိဘူးအင်္ဂလိပ်လိုက curcumin လို့ခေါ်နော်အဲ့ဒီ curcumin ကဒီစနွင်းရဲ့ဒီအဝါရောင်ဖြစ်အောင်နော်ဒီအဝါရောင်ပေးတဲ့ဓာတ်ဒီစနွင်းအားလုံးမှာ तू ကဟိုဆယ်ရာခိုင်နှုန်းလောက်ပါတယ်ဒါပေမဲ့ तू ကဒီဒီအဝါရောင်ပေါ့နော်ပေးတယ်အဲ့ဒါ flavonoid ဖြစ်တယ်အဲ့တော့စနွင်းကဘာတွေအတွက်ကောင်းတာလဲလို့လူတွေကမင်းအကုန်လုံးကောင်းတယ်လို့ပဲပြောရမှာနော်နံပါတ်1 တော်ရီမှာနော်ဟိုမလေးရီးယားယောဂါတွေသိဖြစ်ကြတယ်။အဲဒီတော့တချို့နေရာတွေကြတော့လေဆရာဝန်ပေါက်ရောက်တဲ့နေရာလည်းရှိတယ်။ဆရာဝန်မပေါက်ရောက်တဲ့နေရာလည်းရှိတယ်။အဲတော့ဆရာဝန်မပေါက်ရောက်တဲ့နေရာမှာဆိုလို့ရှိရင်ဘာလို့ဝမ်းမမသိဘူး။လူနာကလည်းဖျားတွေတက်အဲဒါစောင်းနေနဲ့ဝိုင်းချုံပြီးတော့ဝိုင်းနှိပ်ကြနော်။အဲဒါဆိုကျမကဘာပြောကျင်လဲဆိုရင်လေဟိုဆရာဝန်ရှိရင်လည်းခင့်မိတဲ့ဈေးနဲ့ကုပေါ့နော်။ဆရာဝန်မရှိတဲ့နေရာမှာဒီတိုင်းနေမဲ့အစား เนาะစွန်းဝင်းတိုက်ပါဘာကြောင့်လဲဆိုတော့ซาอุดีထဲမှာရေးထားပါတယ်စွန်းဝင်းကแอนตี้မလေးရီယောဖြစ်တယ်ဒါပေမဲ့လို့အဲနောက်မှဘယ်လိုတောက်ရမလဲပြောပြမယ်เนาะဒီแอนตี้မလေးရီယောဖြစ်တယ်နောက်သူကဘက်တီးရီးယားတွေကိုလည်းနိုင်တယ်แอนတိုက်ဘက်တီးရီးယားလည်းဖြစ်တယ် viruses တွေကိုလည်းနိုင်တယ်เนาะแอนတိုက် viral လည်းဖြစ်တယ်နောက်ပြီးတော့ဒီแอนตี้เซปติกလည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟိုတောတွေဘာတွေမှာတခုခုထိခိုက်ဒဏ်ရာရရဒါမှမဟုတ်လို့ရှိရင်လည်း ဓာရီဘာတွေရှမိခါကျစနွေးနေတိတ်ကြတယ်လေစနွေးနေတိတ်တဲ့ခါကျတော့ကောင်းသွားတယ်အနာကျက်သွားเนาะအဲ့တော့သူက anti antiseptic လည်းဖြစ်တယ်နောက်တစ်ခုအရေးကြီးတာသူက antioxidant လည်းဖြစ်တယ်ခန္ဓာကိုယ်တန်ကြီးတက်ခြင်းမှလည်းကာကွယ်တယ် anti inflammatory လည်းဖြစ်တယ်ခန္ဓာကိုယ်ရောင်ကိုင်းခြင်းမှလည်းကာကွယ်တယ်နောက်သိအရေးကြီးတာသူကအုံနောက်နဲ့အာယုံရောဟောပါကာကွယ်ပေးတယ်เนาะ neuroprotective လည်းဖြစ်တယ် နောက်ကိုလက်စထရောလဲချပြီးတယ်လို့ပြောပါတယ်။နောက်ပြီးတော့ဒီခန္ဓာကိုယ်ထဲမှာဒီသွေးကြောချစ်တဲ့ယောဂါကလည်းဟိုပါပါနော်ကာကွယ်တယ်လို့ပြောပါတယ်။အဲ့တော့ဒီလောက်တောင်အာနိသင်နေများတဲ့ဆင်းရဲဟာကျမတို့အိမ်တိုင်းမှာလည်းရှိတယ်။နောက်ကျမကဆင်းရဲတောက်လို့ပြောရင်လူတွေကဘာစင်ကြေးပေးလဲဆိုတော့ကျတော့ကျမတို့နေတိုင်းဟင်းချက်တဲ့ထဲမှာထည့်ပါထည့်တာပဲဘာလို့တောက်เสียလို့လဲ။ဒါပေမဲ့နေတိုင်းဟင်းချက်တဲ့ထဲမှာထည့်တာအဲ့ဒီအမောင့်ကိုတအိမ်လုံးစားကြတာလေ။ ဟုတ်တယ်မလားအခုကကိုကတယောက်ထဲတောက်မှာဆိုတော့ဒီပမာဏအနေနဲ့ရလေပုံများတယ်နောက်ပြီးတောက်တဲ့အခါမှာလည်းကျမတို့ကလေဒီစနွင်းကတို့ကဘာပြောထားလဲဆိုတော့စနွင်းဟာရေထဲမှာမပြောဖြောကြည့်ဘလို့မှမပြောဘူးပေါ်လောပေါ်လောပဲเนาะ तू ကစနွင်းကစီထဲမှာပဲပြောတယ်အဲ့တော့ဒီစနွင်းရဲ့အာနိသင်အပြည့်ကိုရဖို့ပါစီထဲမှာဖြောတောက်အောင်ဒီစီထဲမှာဖြောတောက်လို့ရှိရင်တိတိကျကျပျော်ဖြောပြီးတော့တောက်ချလို့ရှိရင် သူကဟိုသွေးတဲကိုစုပ်နှုံးပေါ့နော်စုပ်အားနှုံးဒီအတုံးချလို့ရလာကရေတောက်ရေနဲ့တောက်တာတဲ့ဆက်တဆပူပြီးတော့များတယ်ဆိုတော့သူတို့တွေ့ရတယ်နောက်ပြီးတော့ကျမတို့အုံနောက်ကလည်းအစီလေအစီဆိုတော့တောယုံတန်ယုံဒီ blood brain barrier လို့ခေါ်ရပေါ့နော်ပိုးတွေဘာတွေမဝင်နိုင်အောင်ခံထားတဲ့ဒီအုံနောက်မှာ barrier ရှိတယ်ဒါပေမဲ့စနွင်းကိုစီနဲ့ဖြော်လိုက်ပြီဆိုရင်သူကအုံနောက်ထဲကိုဝင်ပြီးတော့ အုံနောက်နဲ့အာယုံကျော်ယောဂါကြီးအုံနောက်ရောင်ကိုင်းခြင်းရနေလေကာဝဲအဲ့တော့ကျမပြောတာလေတောက်မယ်ဆိုလို့ရှိရင်ဟိုအာနိသင်ရှိတဲ့နီးနဲ့တောက်ဖို့မထူးလေတောက်ရမှာပဲရေနဲ့ပဲဖြစ်ဖြစ်နောက်တချို့တွေကလည်းပြောတယ်ပေါ့နော်ဒီစနွင်းကိုသူတို့တွေကဟိုပြားရည်နဲ့လုံးပြီးတော့နေပူလှမ်းလိုက်တယ်နေပူလှမ်းပြီးတော့အဲ့ဒီလုံးလေးကိုဆေးလုံးလေးလိုပဲမျိုးချတယ်ကျမလည်းစမ်းကြည့်တာပေါ့သူတို့နေပူလှမ်းလာတော့မာပြီးကျစ်သွားတယ်လေ ဲ့တော့တိတ်မာလုံအားကြီးတော့တခါငရုတ်ဆုံနဲ့ထုတာတော့မှမရဘူးအဲ့တော့ကျမကစဉ်းစားတယ်ငရုတ်ဆုံနဲ့ထုတာတော့မှမရတာကြပွေးနဲ့ထုတာတော့မှမရတာဘလို့လုတ်သွားပြီးတော့ခန္ဓာကိုယ်ထဲမှာပျော်မှလဲဒီဟာနော်အဲ့ဒီတော့ကျမကပြောချင်တာကဒီအမတန်မှနော်ဈေးပိုက်ဆံအားဖြင့်လဲပေါ်တယ်ဒီလောက်တောင်အာနိသင်ရှိတဲ့ဟာကိုဘာဖြစ်လို့နေတိုင်းမတော့နိုင်ရမှာလဲယောဂမျိုးစုံကလည်းကာကွယ်တယ်သူကစီးကြိုလဲချပီးတယ် ယောဂမျိုးစုံအတွက်လည်းကောင်းတယ်ဆိုတော့ကျမတို့ဒီဟာတောက်တင်နေတာတခုပေါ့နော်အဲ့တော့ကျမကဒီနေ့ပြခြင်းတာလေဒီမှာဇွန်ထဲမှာနော်ရေထည့်မယ်ဒါ olive oil เนาะစီထည့်မယ်ဒီစွန်းစီเนาะမတူဘူး ကျွန်မဆင်းရင်းတယ်မယ်ဆင်းရင်းကကျွန်မတော့တော့ဆုံးနေတယ်။ဒါရည်ထဲမှာနော်ထည့်ဘူးဖြောကြည့်မယ်ဘာသာရေးဘာသာရေး ။ဒါစီတော့မရေး။ခြေတလောက်ပြောမပြော။ခြေမပေါ်လို့ပေါ်လို့။သာစီဒီမှာရေပေါ်မှာ still follow follow ပဲအဲ့တော့เนาะအာနိသင်ရှိအောင်ဆိုဒီလိုတောက်ရမယ်เนาะ အဲ့တော့တောက်ရမယ့်အချိန်ကဘိုက်ထဲမှာအစာမရှိရင်တောက်လို့မရဘူး။ဘာလို့လဲဆိုတော့ तू က sugar ကြတယ်လေ။အဲ့တော့ဘိုက်ထဲမှာအစာမရှိပဲနဲ့တချို့တွေဆိုနားမထောင်ဘူးပြောတာ။မိုးလင်းလာတာနဲ့တောက်ချတယ်ဘာမှမစားဘူးခေါင်းမူးတယ်ဆိုပြီး complaint လုပ်တယ်။ sugar ကြတယ်လေ तू ကနော်။အဲ့တော့ तू ကအစာတစ်ခုခုစားပြီးတော့မှတောက်ရမှာဖြစ်ပါတယ်နော်။ဟိုဟာပေါ့မနေ့စာစားဒါမှမဟုတ် breakfast ဒါမှမဟုတ် lunch ဟိုစီးကြိုယောဂရှိတဲ့လူတွေကလည်းစားပြီးတိုင်းတောက်ပေါ့။ तू ကဘလောက်ကောင်းလဲဆိုတော့သူတို့စမ်းကြည့်တာ lab ထဲမှာ 10000 mg ကို intravenous ပေးတာလူနာဘာမှမဖြစ်ဘူးအတိပယ်ကဒီလောက် dosage အကြီးပေးတာဘာ side effect မှမရှိဘူးမကောင်းတဲ့ဆိုးကျိုးဘာမှမရှိအဲ့တော့မတော့နိုင်စရာအကြောင်းမရှိဘူးနောက်ပြီးသူကစီနဲ့ဖြော်လိုက်ရင်လည်းလေဟိုပါပေါ့တောက်လို့ရတယ်နော်ဟိုပါပေါ့တောက်နိုင်တယ်ဘာလို့ဆိုတော့ဒီတိုင်းအမုံကိုတချို့တွေကလည်းအမုံကိုပါဇက်ထဲထည့်ပြီးရင်နဲ့မျိုးချတယ်အဲ့တော့ကြတော့လေအမုံကနှာခေါင်းထဲတွေပါနေမှုန်ပြီးတော့ ဟချိုဟချိုနဲ့ဖြစ်တဲ့လူတွေလည်းရှိတယ်เนาะအဲ့ဒါဆိုတော့ဒီကစနွင်းတောက်ပြီပေါ့เนาะအဲ့ဒါအစာနဲ့ပဲတောက်ရမယ်အစာမရှိဘဲနဲ့မတောက်ပါနဲ့ဆိုစနွင်းကတော့ဒီလောက်ပါပဲเนาะပြောတာဒီဖြော်နီးလေးကိုပြောပြပါ